ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာစိတ်ထားကောင်းတဲ့အကိုနဲ့ရုံညံ့တဲ့ညီဇလန်းလေးကိုနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာဇလန်းလေးစတင်ခင်မှာတော့ VPN လေးပွင့်ပြီးကြည့်ရှုပေးကြပါနော်တခါကညီကိုနှစ်ယောက်ရှိပါတယ်အကိုဖြစ်သူကတော့ကိုညီဖေးမတပီးဘာမှပြန်မျော်လင့်တာမရှိပါဘူးစားကျင်စရာလေးစားကောင်းမဲ့ပုံဟင်ကြောင်လေးစားကျင်တာလားရော့အစားကျေးဇူးပါဝါအောင်စားနော်ကြောင်လေး ဒါမှဝလာမှာငါတော့ဟင်းကောင်းကောင်းစားရတော့မယ်ဟဲ့မင်းဘာတွေပြောနေရလဲညီကြီးအဲ့ရငါကြောင်ပြန်ပေးစမ်းပေးလို့မရအောင်ကြောင်သားကစားရခဲ့တယ်တွေးကြည့်တာနဲ့တော့တော်တော်စားကောင်းတော့မှာယော့ဒါပဲစားမင်းငက်ပြက်နေရလားကြောင်တော်စားချင်နေရမငက်ပေမဲ့အသားမစားရဘူးလေညီကြီးကတော့ဒီကောင်ဆန်တဲ့လူတယောက်ဖြစ်ပြီးကက်ဆေးကုတ်တဲ့လူတယောက်ပါသူစိတ်အပူဆုံးကထမင်းဘူးနန်နံမင်းနဲ့ဤကုန်းတို့ပါ အဖွားကြီးအဲ့မှာရက်ကျွန်တော်ဤကုန်းတို့ကိုလုံးဝပေးမှာမဟုတ်ဘူးနော်ငါတူရဲ့အဖွားကထင်းမရှိလို့ပါအတုံးမတဲ့တော့ရင်ပေးပါလားကျေးဇူးမမေးပါဘူးအတော်ကျွန်တော်စီကယူလိုက်ပါကျေးဇူးပဲနော်တူလေကျေးဇူးမမေးပါဘူးရပါတယ်ကျွန်တော်စီမှာအများကြီးပေးစရာမလိုပါဘူးကျေးဇူးပါကွယ်အေးပါသဘောကောင်းတာမရှိပါငါစီလာမတောင်းနဲ့ညီညီရဲ့ကက်စီကုတ်မှုကလွန်ကိုလွန်လွန်ပါတယ်လူလေးပတ်စံနဲ့ပေးပါလား ကားလီထမင်းစားတာ၄၅ရက်ရှိပြီမို့ကားလီကိုထမင်းဝယ်ကြည့်ခြင်းလို့ပါပတ်စံတော်ရှိပါတယ်ဒါပေမဲ့မပေးဘူးအသက်ကပြင်ကြီးနေပြီကိုကိုမရှာစားတတ်ဘူးကလေးတယောက်လေးတောင်ရှာမကျွေးနိုင်ဘူးလားအကူမပေးဘူးဆိုလဲကောင်းကောင်းပြောလို့ရပါတယ်ဘာလို့အဖေကိုဒီလိုပြောရလဲအဖေကသူ့ရောဂါနဲ့သူတော်မနေရက်တည်နေရတာဘာမှမသိပဲစွန့်မပြောပါနဲ့ဘာမှမပြောနဲ့တော့ငါ့အိမ်ကနေထွက်သွားတော့ဦးလေးတို့ဘယ်သွားကြမလို့လဲဒီလိုပါလူလေးသားလေးကထမင်းမစားရတာဗနီရက်တောင်ရှိနေပြီ တ်ဆန်လီနည်းနည်းပပမရှိဘူးလားဟုတ်ကဲ့ဒီမှာရှိပါတယ်တိတ်မများပါမယ်ထမင်းစားဖို့တော့လောက်မှာပါကျေးဇူးပါလူလေးရယ်ဒီပက်ဆန်နဲ့ဆိုဒီလောက်အမိုက်ပုံးနဲ့လိုက်ရှာစားစရာမလိုပဲထမင်းဝအောင်စားလို့ရတယ်ကျေးဇူးပါကိုကြီးအခွင့်အရေးရှိရင်တနေ့ကျွန်တော်တနေ့ကျေးဇူးလာဆက်ပါမယ်ရပါတယ်ကလေးရယ်လူကောင်းဖြစ်ရပါပြီကိုကူကသူ့စီမှာရှိတဲ့ပက်ဆန်နည်းနည်းလေးနဲ့လူကိုကူညီရတာဘာမှမနှမျောပဲကူညီနိုင်တာကိုပီတိဖြစ်နေပါတယ် ဒီနေ့ထွက်သွားတဲ့ကနန်းကတော့3934569ပဲဖြစ်ပါတယ်။ဒီနေ့လည်းမပေါက်ပြန်ဘူးကွယ်။ပြန်ကလည်းစိုးတာကွာ။ဟင်3934569ဆိုငါပေါက်တယ်ဟာ။ဒါဆိုငါတို့သတိပြစ်ပြီဟေး။အေးစင်းနေနိုင်ပြီ။နေပါဦး။ဒါကကျွန်တော်ပေါက်တာလေ။အဖေတို့မှမဟုတ်တာ။ကျွန်တော်ပစံမဆိုင်တဲ့လူဝေးဝေးနေငါမင်းဖေနော်ညီညီငါကလည်းမင်းမေပါ။နေမိဘတွေကိုပြစ်ထားမလို့လား။ ကျွန်တော်စိတ်ဝင်စားဘူးအဖေတို့ဒီလိုပြောလာမှတော့ရတယ်လေကျွန်တော်ဒီအိမ်မနေလဲရတယ်ကိုကိုအပြင်မှာအိမ်သွားဝယ်ပြီးနေမယ်ကျွန်တော်မိဘကိုမမိခိုတော့ဘူးအခုကစားပြီးတေကန်းပြက်ပြီဒီလရေဘူးလည်းမပေးရသေးမိဘူးလည်းမပေးရသေးဘူး wifi ကြီးတွေလည်းမချခင်လာကောက်တော့မှဘယ်လိုလုပ်မလဲအဲ့ဟာမေတို့ကိစ္စကျွန်တော်မရှိလည်းမတည်တော့ပါဘူးအဖေနဲ့မိရဲ့တော်ပါတော့အဲ့ချစ်ဒီကလားစီသွားတောင်းနေပါနဲ့တော့ကျေးဇူးမသိတဲ့ကောင်မင်းထွက်သွားမယ်ဆိုလဲမင်းမထွက်သွားတော့သွားမှာစိတ်ချ ညီညီထိုင်းချီပဒမစုပေါက်သွားပြီးမျက်စိတမိတ်အတွင်ချမ်းသာသွားခဲ့တယ်။သူချမ်းသာသွားပေမဲ့သူ့ရဲ့မပြောက်သေးတဲ့အချင်းကတော့မပြောက်သေးဘူး။မိဘအရင်တော်မပေးကမ်းချင်ပါဘူး။မိဘနှစ်ပါးကတော့ဝမ်းနေပြီးငိုနေရှာတယ်။အမေတို့ဘာတွေထိုင်ဝမ်းနေနေရလဲ။အမှန်ဆိုသူအဆောင်ဝမ်းသာတင့်နေလေ။သူကောင်းစားသွားပြီးဘာတွေပူပန်းနေရလဲ။သူထမင်းကမှလည်းမကြောက်ရတော့ဘူး။ငါသားပြောရလဲဟုတ်သားပဲ။ငါတို့ဒီကိစ္စကြောင့်ဝမ်းနေမနေသင့်ဘူး။ဟုတ်တယ်မေတွေးမနေနဲ့တော့ ညီညီကတော့ပတ်စံသုံးတာမစင်းစားမစင်ခြင်းပဲမကုံတက်သလိုသုံးဖြုံးနေခဲ့တယ်။ရှေ့ရင်အနာဂတ်အတွက်ဘာမှမတွေးတော့ပါဘူး။ရှိတဲ့ပတ်စံတွေကိုလေးရင်လေးမြောက်တွေရှောက်ဝင်ကုံသွားခဲ့တယ်။အင်းအပြင်းမသွားခင်ပတ်စံလေးထုတ်သွားအောင်မှတတိဖြစ်ရလေကောင်းလိုက်တာ။တောင်းပန်ပါလေ။ခမည်းပတ်စံမရှိတော့ပါဘူး။ဘာဖြစ်တာလဲဟာ။နောက်တကစမ်းကြည့်အောင်မှတောင်းပန်ပါလေ။ပတ်စံမရှိတော့ပါဘူး။ဟင်ဟုတ်လို့လားဟာ တခုမြမာနေရတာထက်ဆန်းကြုံမှာပဲတောင်းဝင်ပါလေပတ်ဆန်ကုန်ပါပြီဟင်ဒါဘလို့ဖြစ်တာလဲငါပတ်ဆန်နေအခုလာကုန်လို့မရအောင်မြောက်ဘူးတော့ငါမရှင်းရသေးဘူးဒီလိုမလုပ်ပါနဲ့ညီညီလေးတကူလုံးမွေးသွားတဲ့ပြင်လောင်းသားဝိုင်းမှလည်းအကျွေးတင်နေပါသေးတယ်နေငါ့ကိုပေးရမယ့်ပတ်ဆန်ဘယ်မှာလဲရှိပြီလားပတ်ဆန်ရှာပြီးအခုချက်ချင်းလာဆက်မဟုတ်ရင်တော့နင်းမြောက်တဲ့နင်းအနေကင်းမယ်မထင်နဲ့ငါ့မှာလည်းပတ်ဆန်မရှိတော့ဘူးဘလို့လုပ်မလဲသူ့ရဲ့အတိုင်းအဆမရှိတဲ့သုံးဆွဲမှုကြောင့် ်ရင်လိုဆင်းရဲသွားခဲ့တယ်ညီညီရဲ့အခုတော့နင်ဘယ်ကပတ်စံနဲ့သူတို့ကိုသွားဆက်မှာလဲပတ်စံမသုံးခင်မစင်သာဘူးဩတိဘာခက်လို့လဲအိမ်ပြန်ပြီးငါ့အမေကိုပတ်စံသွားတောင်းမှာပေါ့ချမ်းသာတဲ့ချိန်ကမိဘကိုတတိမရပေမဲ့ဒုက္ခရောက်လာတဲ့ချိန်မှာတော့မိဘကိုတတိရလာတော့တယ်အဖေအမေအိမ်မှာရှိရလားဩနင်ကမျက်နှာလာပြရဲသေးတယ်ပေါ့လေနင်ဘာကိစ္စပြန်လာလဲတားမရဲ့ဟင်ပတ်စံနဲ့နဲ့ပေးပါအောင်အမေ ပြောရသေးတယ်နော်အရင်ကနေငါတို့ကိုဘာပြောဘူးလဲဆိုတာမေ့ပြီလားကောင်းစားတော့ကတော့မိဘကိုပြစ်ထားပြီးတော့အခုကြမှာအဖေမေတဲ့လားနေမရှက်ဘူးလားဒါကကျွန်တော်ကိစ္စပါအသားမနာချင်းအေးစေးပေးအေးပါဒီမှာငါမှဒါပဲရှိရဲ့ဘယ်မှာလဲပေးဘာလို့ဒီလောက်တော့မွေးနေကြငါအသက်ရွယ်နဲ့နေကဘာလို့သွားလုံစေချင်တာလဲကိုကိုသူ့ဘယ်မှာလဲငါလည်းမသိမပြောရင်တက်မှာနော်ကိုကိုကရွာတကြီးဖြစ်နေပြီတကြီးဟုတ်လားတိတာနဲ့သူလဲချက်ချင်းလိုက်သွားခဲ့တယ် ဒီနေ့ကရွာသားတွေကိုကျမ်းမာရေးအသိပညာလာပေးတာပါချင်းကြားကကြိုက်ပြီးငှက်ဖျားယောဂဖြစ်စေတတ်ပြီးအသက်တိုးစေပါတယ်အားလုံးပဲကျမ်းမာရေးကိုဂရုစိုက်ကြပါချင်းမကန့်အောင်ဂရုစိုက်ကြဒါမှဒုရသားတွေကျမ်းမာပျော်ရွှင်ကြမှာဟုတ်တယ်ကျမ်းမာရေးကိုဂရုစိုက်ရမယ်ဘိုးအကိုဘာစိကူပေါ့လို့ဒီရောက်လာနည်းနည်းတော့ပတ်စံချေးပေါ့ဟင်ပတ်စံချေးရမယ်အေးမင်းစီမှာရှိရမလားအားလုံးကိုမင်းထားခဲ့တာအဲ့ပတ်စံကြောင့်ဆိုတာမင်းမေ့ပြီလား မင်းဘလောက်ယုံမာခဲ့လဲမင်းသိရလားပြီးခဲ့တဲ့ကိစ္စတွေစိတ်ဝင်စားစမ်းပါနဲ့အေးပါဘာပဲဖြစ်ဖြစ်မင်းကငါညီပဲကြောယူသွားအခုမှဒါပဲရှိအဲ့ဟာဘလောက်လဲ9000 9000နဲ့เนี่ยဘီကတော့တော့ရင်တော့မဝဘူးထပ်ပြီးထပ်ပြီးအချိန်ဆွဲမနေနဲ့ကုန်ပြီမရှိတော့ဘူးညီလေးရဲ့မပြီးရင်ငါပြစ်မှာတော့ငါ့ကိုတတ်မဲ့ဆိုရင်တော့ထပ်ပေးဖို့ပတ်စံမရှိတော့ဘူးဒါဆိုလဲပေးလိုက်ဟာငါတို့တကြီးဘာဖြစ်သွားပြီလဲမသိဘူးအဲ့ကောင်ယူနေပြီထင်တယ်သူစေးကြောင်နေပြီထင်တယ် တကြီးကိုစေးရုံခေါ်သွားအောင်အေးလောက်ကြညီညီကတော့သူ့ကိုတိမ်မလားရှင်မလားစိတ်ဝင်စားပဲပတ်စံနေယူသွားကလောင်စားသွားလုပ်နေလိုက်တယ်ငါ့ကိုပတ်စံမပေးချင်ဘူးဆရာကျမသားလေးဘလို့နေလဲခမရသားအသေးလေးပေါက်သွားတာကျိုးယူကလည်းနှချောင်းကျိုးသွားတာဆရာပြောတာကတော့အသက်လူရမှာလေအမိသားရဲ့ဘယ်မလျှော့သေးပါနဲ့ရွေးချက်စရာနီလန်းနှစ်ခုရှိတယ်သတိရစေချင်တင့်နှိတ်ပတ်စံနှစ်သိန်းပေးနမနှစ်နဲ့ရင်တော့သူသေးသွားမယ်ဟင်ငါ့မှာပတ်စံလည်းမရှိဘူး ဆရာအလကားကုပေးလို့မရဘူးလားတောင်းပန်ပါတယ်ဆရာကျွန်တော်သားကိုကယ်ပေးပါကျွန်တော်တို့ကတာဝန်နဲ့လှုပ်ဆောင်နေရတာပါပတ်စံမပေးနိုင်တော့တေးမှာပါပဲအကျွေးကုပေးလို့မရဘူးလားဆရာတောင်းပန်ပါတယ်ဒုက္ခပါပဲကျွန်တော်ဆရာခဏချေးလေးရပါတယ်အခုဆိုရင်9000တော့ရှိပြီတသိန်းခွဲပဲလူတော့တယ်9000ရင်ယူထားလို့ရမလားဆရာသမ ्या တို့သားကတော့တကယ်သေးပြီပဲဘလူလို့ရမလဲကိုကိုတို့အမေကလည်းကုသစရိတ်မရှိတာကြောင့်စိတ်ညစ်နေခဲ့တယ်ဆရာဘလူလို့ရမလဲ အောက်ဆီဂျင်ဖြုတ်လိုက်ကွာဟုတ်ကဲ့ဆရာဝက်ဆန်လိုက်ဖို့မရှိတော့တဲ့အဆုံးကိုကိုရဲ့အောက်ဆီဂျင်ကိုဖြုတ်လိုက်တယ်ဒါယူလိုက်ပါကောင်လေးတယောက်ကပတ်ဆန်တစ်စုပ်လာပေးလိုက်တယ်ဆရာဒီမှာပါပတ်ဆန်ယူလိုက်ဒီလိုမှပေါ့ပတ်ဆန်ရှင်ငါတို့လည်းအလုပ်ဆက်လုပ်လို့ရပြီပတ်ဆန်ပြီးတော့ဆရာနဲ့ကိုကိုကိုတေချာပြန်ကုသပေးလိုက်တယ်အမေကျွန်တော်ကတည်ပြီးလို့တောင်ထင်ထားတာဟုတ်တယ်ဒါလေးအလူခံတဲ့လူစီက9000နဲ့ ကောင်လေးတယောက်သာလာမပေးရင်မလွတ်လောက်ဘူး။ငါနဲ့နေဖေစီမှာပတ်စံတပြားမှရှိတာမဟုတ်ဘူး။ကောင်လေးဆိုတာဘာလို့လဲမေ။မသိပါဘူး။ဒီမှာ တားတွေစားတဲ့တောင်ခြံထားတယ်။ကျွန်တော်ကိုမှတ်မိလား။သဘောထားတဲ့အကိုအကိုရဲ့ကျွန်တော်တို့တနေ့တာအတွက်ပေးလိုက်တဲ့ပတ်စံလေးနဲ့ကျွန်တော်တို့အသက်ရှင်လာခဲ့ကြတယ်။အကိုပြစ်ခတ်ရတယ်လို့ကြားတော့အဖေကချက်ချင်းနှလုံးရပြီးဆုံးသွားခဲ့ရတာ။အဖေကအကိုကိုရမ်းစိတ်ပူနေတာ။ဒါကြောင့်အဖေသူ့ရောဂါတော်မကူပဲတတတာဆူထားတဲ့ပတ်စံကိုယူပြီးလာကူညီလာပါ။ တချိန်ကကြားတက်တူးနဲ့တတောင်းသားကလေးကျွန်တော်တချိန်ကနေနေပါပါကူညီခဲ့တဲ့ပတ်စံကအခုကျွန်တော်အသက်ကိုကယ်နိုင်မယ်လို့မထင်ထားခဲ့မိဘူးအဖေသားကလူကောင်းဆိုတော့စီရင်နာကတံပြန်တက်ရောက်တာပေါ့တာလီရဲ့ဟုတ်တယ်တာလီကောင်းတာလို့ရင်ကောင်းတာရတယ်ကွကိုကူလေးခဏတာဝမ်းနေသွားခဲ့တယ်အဲတတောင်းသားကလေးသူ့အသက်ကိုကယ်လိုက်မယ်လို့မထင်ထားခဲ့ပါဘူးညီညီကတော့သူ့ကိုစီကရလာတဲ့ပတ်စံနဲ့ဖဲထက်ရိုက်နေခဲ့တယ်ဒီမှာကိုပေါ့တပေါ့ကွာ၂၀ပေါ့ကွာနိုင်ပြီရေဖန် ထောင်ထဲရောက်မှဆက်ဆော့ဒီမှာကနေပူတယ်။သွားပြီ။ထမင်းတော်မငတ်ဘူးမလား။ညီညီလေးသူ့ကိုလာထုတ်တယ်လို့မရှိလို့တက်တက်တာထောင်ကျသွားခဲ့တယ်။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။အခုလို့ကာတွန်းဆန်လန်ကောင်းလေးတွေကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ MS မြန်မာကာတွန်း channel လေးကို like and subscribe လေးလုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။